မွန်ပြည်နယ်ဘီလင်းမြို့နယ်ပန်ဒီကုန်းကျေးရွာမှာစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေထံကနေသိရပါဗျ။ပြီးခဲ့တဲ့မေလ22ရက်နေ့ည8:00နာရီခွဲအချိန်ခန့်မှာဘီလင်းအခြေဆိုင်စစ်ကောင်စီရဲ့အမှတ်3ခြေမြန်းတပ်ရင်းကနေတိုက်ပွဲမရှိဘဲပန်ဒီကုန်းကျေးရွာထဲကိုလက်နက်ကြီးနှလုံးထပ်မနေပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီးကြားရောက်ပေါက်ကွဲမှုကြောင့်နေအိမ်ပိုင်ရှင်အသက်40ရွယ်ဒေါ်အေးနိုင်ဟာအခင်းဖြစ်ရာနေရာမှာပဲတိတ်ဆုံးခဲ့ရပြီးအသက်17နှစ်ရွယ်ကလေးငယ်တဦးနဲ့အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွင်နေအိမ်နှလုံးထိမှန်ပျက်စီးခဲ့ပြီးဒေသခံပြည်သူတို့ချို့ထွက်ပြေးတိမ်းရှောင်ရတာတွေရှိနေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ပန်ဒီကုန်းကြီးအောင်မှာတိုက်ပွဲဖြစ်တာမှရှိသလိုတော်လိုင်းရေးတပ်ဖွဲ့တွေတက်ဆွဲထားတာလည်းမရှိဘူးလို့ဒေသခံတွေကပြောကြပါတယ်။ ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကလည်းမွန်ပြည်နယ်ဘီလင်းမြို့နယ်မင်းစောကျေးရွာရှိဖုံကြီးကျောင်းဘုံကျဲတိုက်ခိုက်ခံရတာကြောင့်အရသာ2ဦးသေဆုံးပြီး10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။